ဆက်လက်ပြီးတော့ဗုဒ္ဓဘုရားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်တဲ့အတွက်29မှ6ရက်အော်တိုဘာလ2025တရင်ကလေးနေရနေပြီးတော့တရက်နိုဝင်ဘာလ2025စနေနေ့ဒီကလာတော့တွင်မှာဗုဒ္ဓဘုရားသမီးမိတ်ဆွေများရဲ့ကံကြမ္မာအခြေအနေကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်အဲ့တော့ဗုဒ္ဓဘုရားသမီးနေနံသားမိတ်ဆွေများအနေနဲ့အတိုက်ခိုက်သဘောတွေရှိပါတယ်အတိုက်ခိုက်ပြန်ဆိုင်သဘောတွေဟဲ့လားမတော်တဆထိခိုက်ဒဏ်ရတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ပြောမလုံမကင်မတွေဖြစ်တတ်တယ် တော့အလောက်ကန်စီဝိုင်းနဲ့ပတ်သက်လာအတိုက်ခိုက်အပြိုင်ဆိုင်တွေရှိနေတယ်ရုတ်တရက်ဆိုသလိုကိုယ့်ရဲ့အလုံးမှာအခက်ကြုံနိုင်တယ်ဟလာကန့်လန့်တိုက်တဲ့သူတွေပါလာတတ်တယ်အလောက်ကန်စီဝိုင်းနဲ့ပတ်သက်အတိုက်ခံလုံးမှုတွေကြောင့်စိတ်ညစ်ရတာဖြစ်တင်တန်တလို့မဖြစ်တာမျိုးတွေကြုံရတတ်တယ်အဲ့တော့တတိထားပါနည်းနည်းလေးလောက်ကန်စီဝိုင်းနဲ့ပတ်သက်လို့ရဲတင်းစွာလောက်ကန်ကြံစီဆုံးဖြတ်လို့မရဘူးချိန်ဆဖို့လိုတယ်စဉ်းစားဖို့လိုတယ် အဲ့တော့ငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်ရင်တော့ကိုကျိုးစမ်းကျူးစားတဲ့လောက်အရာတင်မယ်ငွေကြေးနဲ့ပတ်သက်လို့ဒီတစ်ပတ်တည်းမှာဘာမှမကျူးစားဘူးအဲ့ဒါဘာမှမလုပ်ဘူးထိုင်နေမယ်ဆိုရင်တော့ဘာမှမဖြစ်နိုင်ဘူးငွေကြေးနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အခက်အခဲတွေပြေလည်ဖို့ငွေကြေးအကျပ်တဲတွေအဆင်ပြေဖို့ကိုကကျိုးစားလုံဆောင်ကြံစီနေမယ်ဆိုရင်အဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့အခြေအိမ်တော်ကြီးမေတ္တာကြီးနဲ့ပတ်သက်ရင်စိတ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်ဟာလာကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်နဲ့ကောင်းသောခီးကိုတွားရတာမျိုးတွေကောင်းသောစကားဆူရတာမျိုးတွေဖြစ်မယ် အဲ့တော့မပြေလည်တဲ့အခြေအိမ်တော်ကြီးတွေပြန်လဲပြေလည်မယ်အခြေအိမ်တော်ကြီးနဲ့ပတ်သက်စိတ်ချမ်းသာစရာတွေကြုံတွေ့မှာဖြစ်ပါတယ်ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ပညာရဲ့နဲ့ပတ်သက်လို့အင်တာဗျူးနဲ့ပတ်သက်လို့ဒီတစ်ပတ်တည်းမှာဖြေဆိုဖို့ရှိတယ်လောက်ဖို့ရအလားလာတွေရှိတယ်ဆိုရင်လောက်ပါလောက်ချင်းဖြစ်အောင်မြင်အစီအမံမှာဖြစ်တယ်အဲ့တော့စကားခရီးကိစ္စတွေပေါ့စကားခရီးကိစ္စတွေမှာအဆင်ပြေမယ်အဲ့တော့အရေးကြီးတဲ့ခရီးကိစ္စတွေလုပ်မယ်ဟာလားဆိုလို့ရှိရင်လှုပ်လို့ရတယ်အရေးကြီးတဲ့စကားတွေပြောမယ်ဆိုရင်လည်းပြောလို့ရတယ်ဒီတစ်ပတ်တည်းမှာကိုယ့်ဘက်ကအောင်မြင်မယ်အဆင်ပြေမယ်အသာရမယ် ကောင်းသောခီးတွေလည်းကြုံနိုင်တယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးကျမကြီးခြူကြတတ်တယ်။ဆေးလိမ့်ကြံရတာဆေးသူဆေးတော့လောရတာအာနည်းနည်းလေးနေလို့တိုင်လို့မကောင်းတာအနည်းငယ်ဖြစ်တတ်တယ်။စိုးရင်လောက်တဲ့အချိန်ဒီပမာဏမှာတော့မရှိဘူး။အဲ့တော့နောက်တစ်ခုဒီဒီ theme ဆိုလို့ရှိရင်တော့ကံကနည်းနည်းလေးတချို့အလေးတွေကလည်းဆိုးတာလေးတွေရှိတယ်တချို့အလေးတွေကလည်းဒီတစ်ပတ်အတွက်ကောင်းနေတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်လိုရမယ်ကရေတွေကလှုပ်ထားဖို့လိုပါတယ်အဲ့တော့အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ခွေးတွေကြောင်းနေဟလာအိမ်ယာမဲ့ခွေးတွေကြောင်းနေ အဲဒီလိုတလိမ့်ဆန်တွေအစာကျွေးတာမျိုးတွေလှုပ်တင်တယ်ပေါ့နော်ဟုတ်လားလှုပ်တင်တယ်နောက်ပြီးတော့ကလေးတွေကိုချောကလတ်တို့ရေကဲမုတ်တို့ကျွေးတာမျိုးတွေလှုပ်တင်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကံကောင်းလက်ရှင်အကျိုးပေးကဏ္ဍအနေနဲ့က6ကဏ္ဍဖြစ်ပါတယ်အကျိုးပေးတဲ့အယောင်ကလိမ္မာယောင်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးတွေတို့ပါ